မောက်ကိုအုံနောက်ထဲတော့မထည့်ဘဲနဲ့ဒမ်ဘလာတပ်ပဲအာယုံစိုက်တော့မယ်စင်မြန်ကြီးအားလုံးပဲမင်္ဂလာပါစင်မြန်ကြီးတို့ကအမြဲတမ်းဒုတိယလိုဖြစ်နေရတယ်ပရီးမီးယားလိကိုစိတ်နာပြီးတော့ဒမ်ဘလာကိုပဲအာယုံစိုက်ထားတော့မှပဲဒမ်ဘလာမှာပါချေချော်နေရပြီဖြစ်ပါတယ်ကမ္ဘာလားစီမီဖိုင်နယ်ပထမအကြိုမှာတောသားရဲ့အိမ်မော်နီတက်တီးရာကိုခံလိုက်ရပြီးတော့စီမံတို့တင်နောက်လို့စင်တက်ပုံမျိုးလင်းရွေးပါလာခဲ့ပါပြီ။စီမံတို့ဟာဒီတစ်ပတ်ထဲမှာတော့ပရီးမီးယားလိပွဲစဉ်အဖြစ်ဘုံမောက်တင်တဲ့ရှင်ပြန်ကစားသွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ဆင်မြန်နူးကတော့ဘုံမောက်ကိုအုံလောက်ထဲတောင်ထင်မှာမဟုတ်ဘဲနဲ့ဒမ်ပလာဆင်မီဒုတိယအကြော့ကိုပဲအာရုံရောက်နေမှာပါ။ကြောက်ဒီနေ့မှာတော့စီမံနဲ့ဘုံမောင်တို့ရှင်မြန်ကစားသွားတော့မယ်ပရီးမီးယားလိဘွယ်စင်လီကိုတိဆက်ပေးကြပါတယ်စီမံတို့ဟာအဓိကကစားသမားတချို့ကိုသာနေရာပေးပြီးတော့အရန်ကစားသမားများစုနဲ့ပဲပွဲထွက်လာဖို့ရှိနေပါတယ်အဲဒီစမှာလေထရော့ဆက်ကပဲဦးဆောင်လာနိုင်လေဆိုပေမဲ့တောင်မှနှစ်ဖက်ကတော့နွန်ဒရီနဲ့စတာလင်တို့ဖြစ်နိုင်ပါတယ်ကွန်လင်မှာလေရှင်ချန်ကိုခန်စစ်မှတရားနည်းနဲ့ဘန်ဝိုက်တို့ကိုလည်းနေရာပေးဖို့ရှိနေပါတယ် ကဘာကဘုံမအုပ်တင်မှာတော့တိုက်စစ်မှုအီဗန်နေရှင်ကကေဂျီရူနဲ့ပွဲမှာအနီးကပ်ပြခံခဲ့ရပေမဲ့အယူခံအောင်သွားခဲ့တာကြောင့်ဒီပွဲမှာပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ဘုံမအုပ်တင်ရာဒီယာဒီမာဆိုရင်ခြေစောင်းမိုင်းတိုးတက်လာမှုတွေကြောင့်ချီချူးခံနေရတဲ့အသင်းတွေဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းပွဲစဉ်ဒီမှာရလပိုင်းကြဆင်းမှုတွေကြုံတွေ့ခဲ့ရပြီးတော့အဆင့်၁၀အထိကိုပါကြဆင်းသွားခဲ့ရပါပြီ။ဘလွဲပြပြဥရောပဝင်ခွင့်အတွက်လက်ချက်ညွှန်လင်းချက်အနည်းငယ်လေးအတွက်တော့ဆက်ပြီးတိုက်ပွဲဝင်သွားမှုရှိနေပါတယ်။ ဒါပြင်စင်မြန်ကြီးတို့လူစုံမထုတ်လာမယ့်အချက်ကလည်းဘုံမောက်တင်အတွက်အခွင့်အရေးဖြစ်ပါတယ်။နေသိရဲ့ဒီယာဒီပထမကြောထိုက်တဲ့တွေ့ဆုံမှုအဖြစ်ဘုံမောက်ကွန်းမှာရင်ဆိုင်ခဲ့ရတော့ကဘုံမောက်တင်ကပဲနှစ်ကိုးကူမရှိနဲ့အနိုင်ရခဲ့တာပါ။အဲကြောင့်ဒီယာဒီမှာစင်မြန်ကြီးတို့ကိုဒုတိယလူထပ်ဖြစ်အားပါရမီဖြစ်ပေးသွားခဲ့တဲ့အသင်းတွေကတသိန်းလို့ပြောလို့ရပါတယ်။ဘုံမောက်တင်ရပြီးခဲ့တဲ့ပွဲတွေမှာခေကြီးတို့ကိုဦးဆောင်ခဲ့ပြီးတော့အနိုင်ရရှိဖို့ထီအောင်နှိစက်ခဲ့ပေမဲ့တယောက်ယောက်ပြီးအလှည့်ပြောင်းဖြစ်သွားခဲ့လို့သာရမှတ်တည်ဆုံးရှုံးခဲ့ရတာပါ။ ။အဲကြောင့်စီမံသူနေပွဲမှာသူတို့လည်းအမားခံတော့မှာမဟုတ်ပဲနဲ့အနိုင်ရလက်အတွက်ဥတည်ကစားလာတော့မှာဖြစ်ပါတယ်။စီမံတို့ပထမကျောလူဆုံထုတ်ခဲ့တုန်းကတော့ဘုံမောက်တင်းကိုမရှင်နိုင်ခဲ့တာကြောင့်ဒီဘက်မှာလည်းရှင်နိုင်ဖို့ဆိုတာကတော့မလဲလောက်ဘူးလို့ပဲထင်မိပါတယ်။ဒါပေမဲ့တစ်ဖက်ကဘုံမောက်တင်းကလည်းခြေဆွမ်းမိုင်းကျဆင်းနေတဲ့အချက်ကြောင့်နိုင်ရင်တော့ကတ်နိုင်မယ့်အနေအထားမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာကုန်းကောက်ဆရာမရှိဘူးဆိုရင်တော့ဘုံမောက်ကိုသာရွေးချယ်လိုက်ဖို့အချံပေးခြင်းပါတယ်။အဆုံးလေးကြည့်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။